င်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဒီနေ့ညဝေပြီးမယ်ဗီဒီယိုလေးရတော့စာလဲစီစီလဲစာဆိုတဲ့အတိုင်းကျမတို့ကသူတို့ဖြင့်ကျမတို့မိန်းကလေးတွေပေါ့နော်တလားတခါဓမ္မတာလာစင်မှာနာကျင်မှုဝေဒနာတွေအနေနဲ့အများခံစားရပါတယ်။အဲအတွက်ကြောင့်မို့လို့ဒီဓမ္မတာလာစင်နာကျင်မှုဝေဒနာတွေကျော်ပါစေဖို့အတွက်စာလဲစီစီလဲစာဖြစ်တဲ့မရှိမဖြစ်မစားမဖြစ် စားရမယ်ယာဒီလာစင်အစားအစာတွေကိုဒီဗီဒီယိုလေးမှာမျှဝေပေးထားပါတယ်။အစားအသောက်ကနေ့စဉ်နေထိုင်မှုအတွက်ရည်ကြည့်တဲ့အတွက်ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုဖို့အတွက်တိုက်တွန်းပါရစေရှင်။ရာဒီလာတဲ့အခါမှာအင်္ဂလိပ်လိုနာကျင်မှုကို menstrual cramp တမမုံရင် dysmenorrhea လို့ခေါ်ပါတယ်။အချင်းအပြင်းတအိမ်တွေကတအုပ်လေးတွေက ရာဒီလာတဲ့အခါမှာကျုံလိုက်ဆန်းလိုက် contraction ပေါ့နော် ဖြစ်တဲ့အခါမှာအနည်းနဲ့အများရသည်လာရင် နာကျင်မှု ဖြစ်တတ်ကြပါတယ်။ကျမတို့မင်းကလေးရီရသည်လာတဲ့အခါမနာကျင်စေဖို့အတွက်ရေတက်မြမြပါတဲ့ဒီရီစားတင်ပါတယ်။အထူးသဖြင့်ဖရဲသည် watermelon, cucumber, တခွာသည်တို့ပေါ့နော်။ရသည်မလာမီကျမတို့မင်းကလေးရီက temperature က0.3အနေ0.5 degree celsius တိညနေအဲ့အတွက်ကြောင့်မို့လို့ရေတက်တွေအများကြီးဆုံးရှုံးနေအဲ့ရေတက်တွေက sweat အာ ဖြစ်နေပေါ့နော်ပြောင်းသွားပြီးတော့ရေတက်တွေ၆ခန်းတဲ့အတွက်ရေတက်များများပါတဲ့အစားအစာတွေကိုစားတင်ပါတယ်နောက်တစ်ခုကကြတော့ leafy green vegetable ပေါ့နော်ဒီအသီးရွက်များများပါတဲ့အသီးရွက်တွေအထူးသဖြင့် kale ဒီ US မှာကြတော့ kale ပေါ့နော်မြန်မာနိုင်ငံမှာတော့ရှိလားမသိဘူးမြန်မာနိုင်ငံမှာအထူးသဖြင့် spinach ဟင်းနွေတို့ kailan တို့ စင်းရောင်ဒီများများကြီးစားတင်ပါတယ်ရာသီလာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျမတို့ main ကလေးတွေကသွေးစင်းတဲ့အခါမှာ iron dot to magnesium dot to ဆုံရှုံပါတယ်ဒီအသေးရွက်တွေမှာဆိုလို့ရှိရင်ဒီ iron dot to magnesium dot to ဖြည့်ဆည်းပေးတဲ့အတွက်ကြောင့်မို့လို့နာကျင်မှုကိုတတပီးစေပါတယ်ရှင်နောက်တစ်ခုကရာသီလာရင် နာကျင်မှုတတစီရဲ့အစားအစာကတော့ ginger ပဲဖြစ်ပါတယ် ginger မှာကြတော့ရာသီလာရင် နာကျင်တဲ့ဓာတ်ကိုလျှော့ချပေးတဲ့အတွက် ညာစီလာတဲ့အခါမှာ ginger tea ကိုတောက်တင်ပါတယ်ဒါပေမဲ့လူရာထက်ပိုပြီးတော့လည်းမတောက်တင်ပါဘူးလူရာထက်ပိုပြီးအများကြီး ginger တောက်မိရဲ့ဆိုလို့ရှိရင်လည်းရင်ပူတာတို့ပိုက်အောင်တာတို့ဖြစ်တတ်ပါတယ်ရာသီလစဉ်နာချင်မှုတက်တန်စီဖို့အတွက်နောက်ဆန်စာကတော့ turmeric ပဲဖြစ်ပါတယ်။ဒါကတော့စနွင်းပေါ့နော်။စနွင်းကို အာတချို့တွေကတော့လိမ့်နေတချို့တွေကတော့တောက်တယ်ကျမကတော့စနွင်းတောက်တာအားပေးပါတယ်စနွင်းလုံးလေးရောင်းပါတယ်မြန်မာနိုင်ငံမှာလည်းပေါ့နော်အဲ့တော့ကြောင့်မလို့စနွင်းကိုရာသီလာတဲ့အချိန်မှာတောက်တင်ပါတယ်အထူးသဖြင့်ရောင်ရမ်းခြင်းတွေကိုသူကတက်တန်စေပါတယ်ကျမတို့မိန်းကလေးတွေကတိမ်အတွင်းနေရန်မှာပေါ့နော်ရာသီလာတဲ့အခါမှာပြိုကွဲပြီးတော့အထူးသဖြင့် အိမ်တွင်းနေရနေရပြုတ်ကွဲပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ molecule နှစ်ခုအဓိက molecule ဖြစ်တဲ့ prostaglandin cytokine ဆိုတဲ့ဟာတွေကရောင်ရမ်းမှုဖြစ်စေတဲ့အဲ့အတွက်ကြောင့်မို့လို့မတောင်မဖြစ်စနွင်တော့တောက်တင်ပါတယ်။ရာသီလရင်ကျမတို့တွေကအားနေပြီးတော့ protein တက်တွေလေးဆုံရှုံပါတယ်။အဲ့အတွက်ကြောင့်မို့လို့ protein တို့ iron တို့ဆုံရှုံနေ တွက်ကြောင့်မို့လို့ဘာစားတင်လဲဆိုရင်ပေးနီလီရို့အာပေးပေါ့နော်ပေး iron debt rich ပါတဲ့ပေးဒီစားတင်ပါနောက်တစ်ခုကကြတော့ယာတိလာရင်မစားမဖြစ်စားမယ်အစားစားအားတော့ကတော့ omega 3 debt ပါတဲ့အစားစားတွေပေါ့နော်အထူးသဖြင့်ငါးပေါ့နော်အာဆယ်မွန်တို့ငါမက်ကရယ်တို့ ငါတလောက်တို့ပြီးတော့ဆာတင်တို့နောက်ကြတော့ omega 3တက်ပါတယ် flexi ပေါ့နော် walnut တို့ seed မျိုးစုံပေါ့နော် စားတင်ပါတယ်ဒီဟာတွေစားခြင်းဖြင့်နာကျင်မှုတွေကိုတတစေတဲ့အပြင်စိတ်ကြယောဂါတွေပါပျောက်စေပါတယ်တကယ်လို့ငါကအနံ့ပြင်းလို့ငါနဲ့မကြိုက်ဘူးဆိုရင်ငါကြီးစီတောက်လို့ရပါတယ်ပြီးတော့ dark chocolate လည်းစားလို့ရပါတယ် ကျမတို့မိန်ကလေးတွေနေ့စဉ်မစားမဖြစ်စားတဲ့နေအရာကတော့ယိုဂတ်ပဲဖြစ်ပါတယ်။ဒါကိုဒိန်ဂျင်လို့ခေါ်ပါတယ်။ဒီဒိန်ဂျင်ကတော့အထူးသဖြင့်ကျမတို့အာမိန်မအင်္ဂါမရှိတယ်။ပူမွားတွေကိုပေါ့နော်။အာသူကပရိုဘိုင်ယိုတစ်တက်ပါတဲ့အတွက်ကြောင့်မို့လို့သူကပူမွားတွေကိုတိုက်ဖြတ်ပါတယ်။အဲအတွက်ကြောင့်မို့လို့ဖြစ်နိုင်လို့ရှင်ယိုဂတ်ကိုနေ့တိုင်းစားသင့်ပါတယ်။တချို့တွေကြတော့ တိန်ကျင်မှာနှုတ်ပါတဲ့အတွက်မတိတ်ကြဘူးပေါ့နော်အဲကြလို့ရှင်လဲမစိုးရိမ်ပါနဲ့ယောဂတ်လိုမျိုးကောင်းနေအာကွန်ပိုချာဆိုရဲတီကိုတောက်လို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးအတွက်ချိုးရှိမယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ကြပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်